င်္ဂလာပါတငယ်ချင်းလေးတို့ရေဒီနေ့မှာတော့ကျင်းညီနောင်ပုံပြင်လေးပြောပြမယ်နားထောင်ဖို့အသင့်ဖြစ်ပြီလားရှေးလွန်လေးပြီးတော့အခါကတစ်ပင်ကြီးတပင်ရဲ့အကိုင်းခတ်ပေါ်ရှိအတိုက်ကလေးတစ်ခုတွင်ညီကိုအရင်ဖြစ်တော့ကျင်းငှညီနောင်နှစ်ကောင်ပျော်ရွှင်စွာနေထိုင်ကြတယ်ကျင်းညီနောင်နှစ်ကောင်က ပုံတံခြင်းတူညီကြတော့လေသူတို့ရဲ့ကံကြမ္မာဒီကမတူညီခဲ့ကြပါဘူးတနေ့မှာအလွန်ကြောက်မက်ဖွယ်ကောင်းတဲ့လေပြင်းမုန်တိုင်းကြီးတစ်ခုကတောအုပ်တစ်ခုလုံးကိုနင်းချေတိုက်ခတ်လာခဲ့တယ်။ကျင်းငီနောင်တို့ရဲ့အတိုက်ကလေးတည်လဲလေနဲ့အတူလွင့်စင်ပျက်စီးသွားခဲ့ပြီးနှစ်ကလေးနှစ်ကောင်မှလည်းတကောင်းတနီယာတို့ပွဲကွာသွားခဲ့ရတယ်။ အကိုဖြစ်သူကြီးငှက်ကလေထဲမှာလွင့်မျောရင်နောက်ဆုံးမှာတပြများနေထိုင်ရာတောနတ်ကြီးတစ်ခုသို့ရောက်ရှိသွားခဲ့တယ်။ကြီးငှက်ကလေးကတပြကောင်းဆောင်ရဲ့အိမ်နီးရှိတစ်ပင်တစ်ပင်မှာခိုနားနေထိုင်ခဲ့ရတယ်။တပြများကနေ့စဉ်နဲ့အမျှရိုင်းဆိုင်ကြမ်းတမ်းသောစကလုံးများခိုးဝှက်တစ်ဖက်ရင်တိုင်ပင်ကြသောစကားများကိုသာပြောဆိုနေကြသည်ဟု ြေးငှက်ကလေးနေစဉ်ကြားနာနေခဲ့ရတယ်။ဒီတပ်ပြားတို့ရဲ့ပဝန်းကျင်မှာကြီးပြင်းလာသောအခါကြေးငှက်ကလေးရဲ့စိတ်တဘောထားနဲ့အပြောအဆိုများသည်လဲရိုင်းဆိုင်ကြမ်းတမ်းလာခဲ့တယ်။တနေ့မှလမ်းမလာတော့ခီးသွားတဦးကထိုတော့အုပ်သေးသူမတော်တဆရောက်ရှိလာခဲ့တယ်။ထိုအခါတစ်ပင်ပေါ်မှာနားနေသောကြေးငှက်ကခီးတဲ့ကိုမြင်လီမြင်ချင်းပင် တပြားတို့ရဲ့အမူအရာအတိုင်းမောက်မာစွာစတင်အော်ဟစ်လေတော့တယ်။ဟေးလူလာပြီ။လူကိုဖမ်းကြသူ့ပစ္စည်းတွေကိုလူယူကြ။မြ мян လုံးကြဟေ့။ကျင်းငယ်ရဲ့ရိုင်းဆိုင်ပြီးကြမ်းတမ်းတော့အတန်ကိုကြားလိုက်ရတဲ့ခီးသွွားကအလွန်အမင်းထိတ်လန့်သွားပြီးအတက်ဘေးမှလွတ်အောင်ထိုနေရာမှအ мян ဆုံးထွက်ပြေးလွမြောက်သွားခဲ့ရတယ် ညီဖြစ်သူကျင်းငတ်ကလေးကမူကံကောင်းထောက်မစွာဖြင့်နေထဲမှာလွင့်မျောရာမှတရားကျင့်ကြံနေသောယတိကြီးများနေထိုင်ရာចောင်းတင်ခန်းအနီးရှိဥယျာဉ်တစ်ခုသို့ကြားရောက်သွားခဲ့တယ်။ယတိကြီးများကကျင်းငတ်ကလေးအားမြင်သောအခါတနာကျင်နာစွာဖြင့်စောင့်ရှောက်ကြွေးမွေးခဲ့ကြတယ်။ကျင်းငတ်ကလေးကယာတိကြီးရဲ့ ယဉ်ကျေးတိမ်မွေသောချိုသာသော အပြောဆိုများနှင့် တရားဓမ္မဆိုင်ရာကောင်းမြတ်သော စကားများကိုတာနေစဉ်ကြားနာခဲ့ရသည်ထိုကောင်းမြတ်သောပဝင်းကျင်ရဲ့လွှမ်းမိုးမှုကြောင့်ညီဖြစ်သူကျေးငတ်သည်လဲနေမယဉ်ကျေးပြီးအပြောဆိုချိုသာသောနှက်ကလေးဖြင့်ကြီးပြင်းလာခဲ့သည်ထိုနေ့တွင်ပင်လမ်းမခဲ့သောခီးသွွားက ရတေကြီးရဲ့ចောင်းတင်ခန်းဤသို့ရောက်ရှိလာခဲ့တယ်။ရတေကြီးကခီးတဲ့အားမြင်သောအခါဧဒေပါလာပြီဟုပြောပြီးခီးတဲ့ကိုနှွေထွေးစွာကြိုဆိုရင်ပြင်းစင်းနေချိန်၌တစ်ပင်ပေါ်မှကြီးငတ်သည့်ခီးတော်အားမြင်းလီမြင်ချင်းပင်ရင်ကျေးစွာဖြင့်စတင်နှုတ်ဆက်လေတော့တယ်။"အိုးဧဒေမင်းခင်များကြွားခင်များ ဒီအပင်အောက်မှာအနားယူပါအောင်ရေတောက်တော်မူပါပြီးရင်တတိဝလံတွေလဲတုံးဆောင်တော်မူပါခမညာရတဲ့ကြီးလဲခဏနေကြွချီလာပါလိမ့်မယ်ကြီးငရဲ့ပိန်မွေချိုတာသောစကားများကိုကြားလိုက်ရသောခီးသွားကအံအားသင့်ဝမ်းမြောက်သွားပြီးကြီးငက်ကလေးအားကျေးဇူးတင်စကားပြောကြကား အနားယူနေခဲ့တယ်။မကြာမီပင်ရတဲ့ကြီးကထွက်ပေါ်လာပြီးခီးတဲ့နဲ့စကားပြောဆိုရာတွင်ကြီးငှက်နှကောင်ရဲ့အချောင်းကိုတိရှိသွားခဲ့ရတယ်။ရတဲ့ကြီးကခီးတဲ့ကိုကြည်ပါလေကြီးငှက်နှကောင်ကမျိုးရင်းတူညီကိုများဖြစ်ကြပေမဲ့သူတို့နေထိုင်ရသောပဝန်းကျင်ရဲ့ဩဇာလွှမ်းမိုးမှုကြောင့်စိတ်တဘောထားနဲ့ ြောဆိုများညီညကွာခြားသွားသည်ကိုတွေးမြင်ရပါလိမ့်မယ်ဟုမိန့်ကြားလိုက်တယ်။ခီးသွားကလည်းမှန်ပါပေတဲ့အရှင်ဖေဟာလူဆိုတာလဲမိတို့သောပတ်ဝန်းကျင်တွင်နေထိုင်ပြီးမိတို့သောမိဆွေများနှင့်ပေါင်းသင်းသည့်အပေါ်တွင်ညားစွာမူတည်ပါれဆိုပြီးဝန်ခံလိုက်ပါれ။ဒါကြောင့်တငယ်ချင်းလေးတို့ရေဒီပုံမြင်ကပေးတဲ့သင်ငန်းစာက တန်ဃာနာနီတန်ဃာမိုးဆိုးနာနီမိုးဆိုးဆိုသည့်အတိုင်းလူတဦးရဲ့အကျဉ်းစရိုက်နဲ့အပြောအဆိုများကမိမိနေထိုင်ရာပတ်ဝန်းကျင်ကောင်းနဲ့မိတ်ဆွေကောင်းများအပေါ်တွင်ညားစွာမူတည်နေတယ်ဆိုတဲ့အချက်ပင်ဖြစ်ပေတော့တယ်ပတ်ဝန်းကျင်ကောင်းနဲ့မိတ်ဆွေကောင်းကလူဘဝအတွက်အလွန်ရေးကြီးပါတယ်နော်ဒီပုံမြင်လေးကတင်းအကြိုက်ရှိတယ်ဆိုရင် channel ကို subscribe လုပ်ခဲ့နော်ကျေးဇူးတင်ပါတယ်ရှင်